ဆရာကြီးမနောရဲ့စကိုင်းကသိန်းထောင်ကြီးတန်းအင်ကြီးအောက်ထက်ကမြကြီးတဲ့ကိုကျွန်သွားပြီးတော့လုံးဝအင်ကြီးအကောင်းတစ်ခုမကြအကုန်လုံးစုပ်ပြတ်သွားခဲ့တာလေးဖြစ်ပါတယ်ဆရာမနောကတော့အရန်ကိုကြီးကွေးနေတာဖြစ်တယ်အင်ဆောက်တာတနေ့ကြော်ပဲကြာသေးတယ်တနေ့ကြော်လောက်ပဲအဲ့အိမ်မှာနေခဲ့ရသေးတယ်နော်အင်ကလည်းတကယ်ကိုမှ share ကြီးပြအခုခင်မလေးပြ contract ကိုလေကျွန်တော်မယုံရတော့ဘူးနော် တင်းတောင်းတန်းဆောက်ခိုင်းရင်9000လမ်းပဲဆောက်ပေးရပြအကုန်လုံး9000လောက်ကသူတို့ပစက်တဲကိုထဲ့တာသူတို့အိတ်တဲကိုထဲ့တာအခုမနှောလဲခံရပြီဆိုတော့ကြီးမနှောကတော့အခုလိုမျိုးတော့အင်ဂျီပြိုချသွားတဲ့အချိန်မှာသူ့ရဲ့သားနဲ့သမီးနော်ခြေောက်ကျိုးရဲလက်ကျိုးရဲတန်းရတွေအများကြီးရသွားခဲ့တယ်သူတို့ရဲ့အိမ်ကအိမ်ကူလေးရောတော်တော်လေးကိုအသက်ဆုံးရှုံးရွေးခါနေတီကိုဖြစ်သွားကြောင်းလေးကျွန်တော်သိရတယ်အမတန်းမှစိတ်မကောင်းပါဘူးအခုချိန်မှာဆေးရုံမှာရေပေါ်ဆေးကုသမှုခံယူနေရကြောင်းလေးသိရတယ် အစလိုမနောကတော့ဒါခီးအဝေးမှာရောက်နေတာဖြစ်တဲ့အတွက်လုံသွားတယ်ပေါ့ဗျာသူမှတော့စီးပွားရေးလုပ်ငန်းတွေကအများကြီးပဲတော့လုံရခိုင်းရတာများတဲ့ခါကျတော့လုံသွားတယ်အစလိုမနောကတော့အလုံးလေးတိချရတဲ့အတိုင်းပါပဲနော်အစလိုလောကမှာတကယ်ကိုမှလူတိများတဲ့သူဒါမဲ့သူကအောင်မြင်မှုတွေကိုစွန့်လွတ်ပြီးတော့ပါချုပ်ဆရာတော်ဘုရားကြီးစီမှာဓမ္မပညာတွေကိုသင်ယူရင်းနဲ့ဒီခုလက်ရှိဘဝအတွက်မဟုတ်ပဲနောက်ဘဝအတွက်စိတ်ချမှုရရှိအောင်ကြိုးစားနေတဲ့သူလေးဖြစ်ပါတယ်ဆရာမနောဟာ ခုနောက်ပိုင်းမှာတခြင်းတွေလုံးဝလုံးဝကိုမစူတော့ဘဲနဲ့เนาะမြန်မာနိုင်ငံမှာရှိတဲ့လူငယ်လေးတွေကိုအများရမဲ့သူရဲ့အထွေထွေတွေကိုဝေမျှเนาะတရားဓမ္မတွေကိုဝေမျှပြီးတော့လူလောကကိုကောင်းကျိုးပြုလုပ်ပေးနေတယ်ဆိုတော့ကြီးပဲဖြစ်ပါတယ်အခုလိုမျိုးသူဟာသိန်းထောင်ချီသုံးပြီးတော့ဆောက်ထားတဲ့အင်ဂျီကမျက်စိသဖြင့်အတွင်းမှာပြာပုံဖြစ်သွားတာဖြစ်တဲ့အတွက်အစရမနောကတော့သူ့ရဲ့လူမှုကိရင်ဆမ်မနာဘောကနေမျက်စွာဖျားဟောတဲ့တရားနေပဲဖြေနေရကြောင်းเนาะတရားနေပဲဖြေကြောင်း ပြည်သက်တွေကိုရင်ဖွင့်လာခဲ့ပါတယ်။နော်အရေအာတန်းကပြစ်ချိန်တိုင်းပြစ်မှာပဲ။မဒီမြဲတဲ့လောကကြီးမှုမြတ်စွာဘုရားဟောတဲ့အတိုင်းဒီအားနေပဲဖြစ်တယ်ဆိုပြီးတော့မနောကပြည်သက်တွေကိုရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။